ေဇူးတော်ရှင်ဒီပိကရောဆရာတော်ကြီးအချိန်တန်ဖိုးလူတကူဆိုတဲ့ဒီပိကဓမ္မလက်ဆောင်ကိုစာအုပ်မှအစားချင်းပြိုင်ကိုကနိုင်ဆိုတဲ့ခေါင်းစဉ်ဖြင့်မူလပိယယဇတ်တော်ကိုအခြေခံ၍ရေးသားစီရင်ထားတဲ့တရားလင်္ကာဓမ္မကဗျာများကို မျှဝေပူဇော်ပေးမှဖြစ်ပါတယ်အစားချင်းပြိုင်ကိုကနိုင်တဲ့ ျမ်းမာနုပြုအစင်ကိုဝါမျိုးစားတဲ့အချိန်တွေအသက်ခွင်အားကုန်၍သွားရန်ဝါစားပြန်အမှန်တည်အောင်ကြိုးစားလေအချိန်ကိုစားတရီထာစွမ်းအားတို့မြင်လေစရင်တောင်းကအချိန်မှာစွန့်ခွာသွားတတ်ပြီတရီလူကကိုယ်ဘမသုံးညဘောလာချီ အဘူတို့ကအိုရွေလာနင့်နာရကြပေတရီရှိထားပညာပွားသောအစာချင်းမြိုင်ကိုကနိုင်ကြံခိုင်အိမ်မြပေအချင်းဒီကျမကြီးနုပြူသည့်အရွယ်တင့်တယ်လပါသောအစဉ်အသက်ခွန်အားအင်္ဂါမျိုးကိုဝါးစားနေသည်အချင်းကစသည်ဆိုရမှာအပြင်ဘက်ကဩဝါရစကားညီပြီးပြောနေခြင်းသာဖြစ်သည် ခန္ဓာဘက်ကိုညံလက်ကြိုက်ရင်ခန္ဓာကသာစားနေခြင်းဖြစ်သည်ကိုတွေ့ရမည်ဖြစ်၏။ရုပ်နာခန္ဓာပြောင်းလဲနေသည်ကိုအချင်းဖြင့်တိုင်းတာ၍ပြောနေခြင်းသာဖြစ်သည်။တတိကိုစိတ်မှအမြဲထား၍ပညာအပြင်သုံးနိုင်မှအချင်းကိုနိုင်အောင်စားနိုင်မည်ဖြစ်၏။တတိသည်အချင်းတိုင်းမိအောင်ဖမ်းပေးနိုင်သောအချင်းထင်းကိရိယာလည်းဖြစ်၍အာယုန်တိုင်းသိအောင်သိသိပေးနိုင်သည့်အာယုန်ထင်းဆက်လည်းဖြစ်သည်စိတ်တိုင်း နိုင်နေအောင်ထိန်းချုပ်၍စွမ်းအားကိုပေါ်ထုတ်ပေးသောစိတ်ထင်းပြည်ရာလည်းဖြစ်ပြီးသည်အချိန်တိုင်းသည်အတိုင်းတာတစ်ခုဒီတိုင်းလူများထံတရားသဘောအပြင်ကောင်းမှုစင်တောင်းယူတတ်လေသည်ကဲတမိနေပေးလိုက်မယ်လိမ္မာပန်းတဲ့သူတွေကိုပိုင်တရားရအောင်ယူလူယူကြဟုအချိန်ကလုတ်ပိုင်ခွင့်ကိုအနှင်းလာသောအခါသတိလက်လွတ်နေသူကတမိနေပြေး၍ ကဲတမိနေပြီးပြီ ကိုပိုင်တရားဘယ်လောက်ရတာလဲဆိုတာစဉ်းရင်းပြချဟုအချင်းကစဉ်းတောင်းလာရင် ကိုပိုင်မရပဲတုံညတာစဉ်းပြကြလေသည် ထိုကအချင်းကတရားသဘောအပြင်စကနာထိုးတတ်သည်ကဲဒါဖြင့်ရင်ဒီတမိနေအတွင်ဘယ်လောက်ဩလဲဆိုတာတန်းကြည့်ရဟုထိုးနဲ့လာတတ်သည်စရာဒဂရီကစိတ်ပါသည်ဖြစ်စေစိတ်ဝင်ပါသည်ဖြစ်စေအာသည်ဖြစ်စေမာသည်ဖြစ်သည်အမြဲအတည်း အမြင်အတက်ချီတာပြနေသမဲဒီတမင်းနဲ့လွတ်၍တမင်းနဲ့တုံညဖြစ်သွားလင်အချိန်များစွာကုန်သွားသောအခါတုံညများစွာပေါင်းမိသွားလိမ့်မည်ကိုပိုင်တုံညဖြစ်တော်လဲအပူနှင့်စရာကအကြမရှိအတက်ချီပြနေသည်ဖြင့်မိမိဘက်မှတုံညတွေများလာသလောက်အောက်ကြနောက်ကြဖြစ်ကနှစ်နာဆုံးရှုံးသွားလိမ့်ပြီသည်တရေရှိသားပညာပွား၍နိုင်အောင်ဆက်နိုင်မှသာမိမိကအချိန်နိုင်မိမိကအနိုင်ရ၍ အချိန်ကစင်းတောင်းတိုင်းအပြေးဝပေးနိုင်ပြီးကြန့်ခိုင်အေးချမ်းလျက်အစွမ်းတက်လာမည်ဖြစ်ပြီးဒီအချိန်ကိုသုံးချရာ၌ကိုဟာကိုမိမိသဘောဖြင့်အချိန်ကိုကန့်တတ်၍အသုံးချနေရင်ကိုယ်စိတ်ကိုမနိုင်သလောက်အချိန်ဖောက်တတ်၏နောက်အချိန်တို့ ပြန်ပြန်ရွှေ့တယ်ပြီးအချိန်ကိုကိုကမစားနိုင်ပဲအချိန်ကသာကိုကိုစားတတ်စားသွားတတ်သည်ကိုထက်အင်အားသာလွန်သူအချိန်ဝါကြည့်သူတို့က ဤအချိန်အတွင်းဤလောက်ကိုပြီးစီအောင်လုပ်ရမည်ဟုကန့်သက်ပြီးလာမှသာ အချိန်ကိုလေးစားပြီးအချိန်မီအလုပ်ပြီးအောင်ဖြစ်မည်ကြိုးစားတတ်သည် အချိန်ကိုကိုက နိုင်အောင်စားတတ်သည်လောကဤအစိုးအာယုံများသည်တရားမျက်စိရှိသူအတွက်အကောင်းချီးသာဖြစ်ပါတကားလောကဤဝိပ္ပတိခေဆိုးများသည်အမြင်ရှိသူအတွက်တံပတ်ဒီစိ နံပါတ်2ခေနံပါတ်2ခေစိုက်နေတဲ့ဤဒီလိုကြည့်လို့ရှင်တပည့်ကရောဆရာတော်ကြီးအချိန်တန်ဖို့လူတကူဆိုတဲ့တရားလင်ကဓမ္မကဗျာများကိုနာယုမသားသိကြကြ၍ကိုစီကိုငါအချိန်တန်ဖို့ကိုသိကလူစွန့်အင်တတိများရရှိအောင်ရရှိလာသည့်စွန့်အင်တတိများကိုမိမိအကျိုးလောကအကျိုး သာသနာအကျိုးထမ်းဆောင်နိုင်ပါသည်လို့မေတ္တာအတိတပြင်အချိန်တန်ဖို့လူတကူကိုမျှဝေပူဇော်လိုက်ရပါတယ်